ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ထဲမှာနေဆက်ဒေသနဲ့တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်လည်နေရာချထားတဲ့နတ်တာလကျေးရွာအစ်စ်တွေဆက်လက်ပြီးတိဆောက်ပေးနေပါတယ်ဒီသတင်းကိုတော့ဥကုကိုကြီးရဲ့ပြည်ပချက်မှာရှုစားနိုင်ပါတယ်မောင်တော်မြို့နယ်ထဲကရွှေဘိုဟိုနတ်တာလကျေးရွာအစ်စ်ကိုပြီးခဲ့တဲ့လတည်းကဆောက်လုပ်ပြီးကြီးခဲ့ပြီးနေအိမ်မရသေးတဲ့ဒုက္ခသည်မိသားစုတွေကိုပြန်လည်ပေးအပ်ခဲ့ပါတယ် ဒီကျေးရွာတက်မှာအင်ဂျင်60ရှိပြီးကျေးရွာတက်တည်ထောင်ရတဲ့အကြောင်းကိုတော့ဥဆောင်ကူညီနေတဲ့မောင်တော်မျိုးကဘိုးအကြောင်းဆရာတော်ကရှင်းပြထားပါတယ်။ကူညီရတဲ့အကြောင်းကတော့ဥစဉ်မျိုးလဲဟိုရေမန်းရှက်ကတော့တခုတွေပါ။ဒီဘန္နာဒရှင်တွေကအင်ဆောင်ပြောင်းဝင်လာတဲ့ခိုင်တန်းသောမျိုးလူစုတွေကိုဥစဉ်ဒီလောက်ပင်မခံပြီးတော့ဟလာအလူရှင်စီက ရသည်ဖြစ်စေမရသည်ဖြစ်စေဥစဉ်ကွာကိုရှိတာလေးကိုအဲ့လိုမျိုးစိတ်ပြီးတော့ဥစဉ်ထောက်ပံ့ပြုံးဝင်နေပါလေအဲ့လိုမျိုးပင်ပန်းခံနေတာဒီဒါကြောင့်လေးဆိုလို့ရှိရင်ဥစဉ်ဒီမောင်တို့မျိုးနယ်မှာဥစဉ်တို့ရဲ့အခိုင်တန်ရန်သားဗုဒ္ဓဘာသာလူမျိုးတွေအမတမအားနေတယ်ပါလေအဲ့ကြောင့်မလို့လူသားအုပ်တတိုင်းအဖြစ်ဒီအနောက်တကဖြစ်တဲ့မောင်တို့ကိုဥစဉ်ကြရမှာပဲဆိုတော့စိတ်တစ်ခုတည်းဥစဉ်အသိစိတ်မပေါ်လာပါလေ ဒီနာတာလကျွာတွေမှာအရင်တုန်းကတော့မြန်မာနိုင်ငံအတွင်းကနေဆီယာမဲ့မိသားစုတွေကိုခြားထားပေးလို့ရှိပေမဲ့အခုမှတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေမြန်မာနိုင်ငံဘက်ကို ပြောင်းရွှေ့လာတဲ့ဗုဒ္ဓဘာသာဝင်မိသားစုတွေကိုပြည်လဲနေရာခြားထားပေးနေတာဖြစ်ပါတယ်။အခုအသေးဆောင်လို့မှုဟာ34ပြည်ပေ20စီးတဲ့တထတိုက်ခိုက်အိမ်တလုံးကိုအစိုးရက7350နှုန်းနဲ့အကုန်အကျခံတိစောက်ပေးခဲ့တာဖြစ်ပြီးဒီဆောင်လို့မှုကိုမောင်းတော်မျိုးက အေးချမ်းမိသားစုစောက်လို့ရေးကုမ္ပဏီကတာဝန်ယူစောက်လို့ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အဓိကတော့ဒီနေဆက်ဒေသတိုင်းရင်းသားလူမျိုးများဖုံးပေးထိုးတဲ့ဦးစီးဌာနကနေပြီးတော့ကျွန်တော်ကုမ္ပဏီက contract ယူလာတာစောက်လိုက်တာဟာဒီတော့ကျွန်တော်တို့ဒီအစားအုပ်တခုကို35စီနေပြန်တယ်ဟိုဒီဘက်မှာရှိတဲ့နာတာလာဒီနဲ့တွင်ဘူးတင်ထန်ကာဒီနဲ့စောက်လိုက်တဲ့အခါမှာဒီနာတာလာကြီးရောသူကြောက်တာတင်လာဆင်းရဲတဲ့ခါကြာရင် သူတို့ကနေနေစိတ်ပြောင်းနေပြီးတော့ဟိုတန်ဖိုးလူတွေလည်းမခံနိုင်တာတော့နောက်ပြီးတော့ပျက်စီးတာမြန်တာပေါ့အဲ့ဒီကမှကျွန်တော်တို့သိန်း90နဲ့ဘယ်လိုလုံးမလဲဆိုတဲ့အခါပြန်စဉ်းစားကြည့်ကြဆောစောနာတလာဦးစီးတံလည်းကျွန်တော်ကညီးလိုက်ပြီးမှဒါကိုတိုက်ပုံစံမျိုးနဲ့ဒီဘက်မှာပြင်းစေဒီလို34ပဲပါဟိုတန်ဖိုးထင်ကားတွေကဆစ်ချစ်တွေပဲဆိုတော့ဒီမှာ20ပြီခုနက34ပြီတိုက်တစ်ထက်အိမ်ဆိုရင်တော့သူတို့ခုနကလို့ ိုအချင်းကြကြတည်တတ်နိုင်မယ်ဒီနာဒလာစီမံကိန်းကိုနာဝဒအစိုးရလက်ထက်ကလေးကစတင်အကောင့်တွေဖော်ခဲ့တာဖြစ်ပြီး မောင်းတော့ဘူးဒီတော်နဲ့ရသေးတော်မြို့နယ်တွေထဲမှာခြေရွာပေါင်း38ရွာရှိပြီဖြစ်ပါတယ်ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ